မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ၄ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းတရားဝတီခရိုင်အုပ်ဖို့မြို့နယ်ဂမုံးဆယ်ကိုစစ်ကြောင်းထုတ်လာတဲ့စစ်ကောင်စီတပ်ကိုကြားပြတ်တိုက်ခတ်ရောက်စစ်ကောင်စီတပ်ဖွဲ့ဝင်စန္ဒာဦးတေဆုံးပြီးစိတ်မြောင်းတက်လက်အပါဝင်လက်နက်၄လက်သိမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အော်တိုဗလာ၃ရက်နေ့မနက်၉နာရီကမှပြည်သူ့ကာကွယ်တပ်မတော် PDF တပ်ဖွဲ့များစုံမုံထားတဲ့အုပ်ဖို့မြို့နယ်ဂမုံးဆယ်ကိုစစ်ကြောင်းထုတ်လာတဲ့စစ်ကောင်စီတပ်မှ66လက်အောက်ခံ ခမရ6စစ်ကြောင်းကို PDF တပ်ရင်း33ညနဲ့တပ်ခွဲ4ကကြားဖြတ်တိုက်ခိုက်ခဲ့ရာအပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲတနအီကျော်ကြာမြင့်ခဲ့ပြီးတော့စစ်ကောင်စီတပ်သားစစ်နာဦးတေဆုံးက14ဦးပြင်းထန်ဒဏ်ရာများရရှိပြီးတော့ပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားစစ်နာဦးတေဆုံးပြီးတေဆုံးသွားတဲ့စစ်ကောင်စီတပ်သားအလောင်းများကိုလက်ရှိအချိန်ထိကိုလာရောက်ကောက်ယူခြင်းမရှိသေးပဲလက်ခွေးထဲမှာစွန့်ပစ်ထားခဲ့တယ်လို့သိရပါတယ်။စစ်ခွေးတွေကမိုင်းခွေးတွေကိုရှောင်ပြီးတော့လာတာအင်အားက40ကျော်ပါတယ်။မသားအလောင်းတွေအခုထိကောက်မဲ့သူမရှိဘူး။ လေခွင်းတွေထဲမှာတင်နေတာစစ်ခွေးအလောင်းတွေခွေးစားတာကစားနဲ့ပုတ်ဆောင်နန်းနေပြီလို့တာယာဝတီခရိုင်တိုင်ရင်၃၈၃ညနဲ့တရင်းနဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ဒူယာကပြောဆိုထားပါဗျ။အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထံကနေပြီးတော့ G3 အမျိုးအစားတပ်နဲ့နှစ်လက် MA1 အမျိုးအစားတနက်တလက်60မောင်းမှာ BA100 စိန်ပြောင်းတလက်အီနာကဘုံဒီတလုံး G3G 180တထောင် MA1G 73တောက်ကြီပေါက်၄ခု equipment တစ်ခုကြောပိတ်၅လုံး စစ်ကောင်စီအုပ်ထုပ်နှလုံးမိုးကတထဲငွေသား9400ကျပ်လက်ကင်ဖုံး9လုံးမှတ်ပုံတင်တဲ့တပ်တေကန်ကပ်ပြားတို့ကိုတင်းစီရရှိခဲ့တယ်လို့သိရပါတယ်။ယခုလက်ရှိမှာအကြမ်းဖက်စစ်ကောင်စီတပ်ကအင်အားအများအပြားကိုအသုံးပြုပြီးတော့အုပ်ဖုံမြို့နယ်နဲ့ဂျိုးပင်ကောင်မြို့နယ်တို့မှာစစ်ကြောင်းထုတ်လှုပ်ရှားနေပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကလည်းပူးပေါင်းကခုခံတိုက်ခိုက်နေတယ်လို့သိရပါတယ်။သို့တော်လည်းခဲရများအရေးပေါ်လိုအပ်နေတယ်လို့သိရပါတယ်။၃ရက်နေမနေ့ကတိုက်ပွဲဖြစ်တာပါ။တိုက်ပွဲကြခြင်းကတနအိခွဲလောက်ကြတယ်။ အရင်ရက်ကကမုန်းဆယ်ကျိုးမှဆိုးလို့ကျွန်တော်တို့ရဲဘော်တွေထိမ့်သိမ်းထားတာကိုတရင်ထုတ်ပြန်လိုက်တာကြောင့်သူတို့ကတက်လာတာပါလက်နဲ့လေးလက်ရတယ်စိန်ပြောင်းတက်လက်နဲ့တနက်၃လက်သိမ်းစီရမိခဲ့တယ်လို့တာယာရီခဲတရင်၃၈၃ညနှစ်တရင်နဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ဒူးရကပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုနှစ်ချိတ်မိုင်းဆွဲတိုက်ခတ်ရာစစ်သား၅ဦးတေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ၂ရက်နေ့မော်လယ်၁၂နာရီကမှတနင်္သာရီမြို့နယ်ညောင်ပင်ကုန်းရွာအနီးမှာအကြမ်းဖက်စစ်တပ်ကိုတော်လှန်ရေးတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခတ်ရာစစ်ကောင်စီတပ်သား၅ဦးတေဆုံးပြီးတော့အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အလားတူပဲညနေ၄နာရီကမှတနင်္သာရီမြို့နယ်ရမ်းပိုရွာအနီးမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများကားပေါ်ကိုတက်နေတဲ့အချိန်ကားပေါ် ိုင်းဆွဲတိုက်ခိုက်ရာအကြမ်းဖက်စစ်သားများထိခိုက်သေးဆုံးမှုရှိပြီးတော့အများအပြားဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကိုဘိတ်ပြည်သူ့ကာကွယ်တပ်ဖွဲ့နဲ့တနင်္သာရီပကဖဇုံ3တနင်္သာရီရိုးမှပြည်သူ့ကာကွယ်အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ဇင်းချောင်းတိုက်နယ်အောက်ပံပင်လယ်ပြင်မှာစစ်ကောင်စီရဲ့ Navy တစ်စီးနဲ့အာရခတပ်တော် A တို့ကြားမှာနှစ်ရက်နေနေလေကအပြလန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကြောက်ဖြူအပါဝင်ရခိုင်ပင်လယ်ပြင်မှာဒေသခံရေလုံသားတွေကိုငါးဖန်ခွင့်ကိုစစ်ကောင်စီကတင်းတင်းကြပ်ကြပ်ပိတ်ထားပြီးတော့ရန်ကုန်ပသိမ်ဒဝယ်စတဲ့ ပြည်မဘက်ကနေလာတဲ့ငါးဖန်တင်မောကြီးတွေကိုတော့ခွင့်ပြုရုံသားမကနေဗီတွေကအကာအကွယ်ပေးထားတယ်လို့ဆိုပါတယ်အဲ့ဒီငါးဖန်တင်မောတွေကိုအေအေကလက်နက်ကြီးတွေနဲ့လှမ်းပြီးတော့ပြစ်ခတ်ရာကနေအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်စစ်ကောင်စီကဒေသခံတွေကိုပင်လယ်ပြင်မှာငါးဖန်ခွင့်ပိတ်ထားတယ်ဒေသခံတွေပင်လယ်ထဲထွက်လို့ရှိရင်နေဗီတွေကပါလှမ်းပြီးတော့ပြစ်တဲ့အထိကိုလုတ်တယ် သူတို့နဲ့အဆင်ပြေတဲ့ရန်ကုန်ပသိမ်ဘက်ကငါးဖန်ဆက်လေကြီးတွေကိုကြတော့နေဗီတွေကအကာအကွယ်ပေးပြီးတော့ဖမ်းခွင့်ပြုထားတယ်။အဲ့ဒီငါးဖန်လေကြီးတွေကိုအရခတ်တပ်တော်က၆လံပြီးတော့ပြစ်ခတ်တာလို့သိရတယ်။ပင်လယ်ပြင်မှာရှိနေတဲ့နေဗီကလည်းပြန်ပြီးတော့ပြစ်တယ်လို့ဒေသခံတူကပြောပါတယ်။ရခိုင်တိုက်ပွဲစတင်ခဲ့တယ်။2023ခုနှစ်နိုဝင်ဘာလအတွင်းကစပြီးတော့ကြောက်ဖြူစစ်တွေတန်တွဲအပါအဝင်ရခိုင်ပင်လယ်ပြင်နဲ့မြစ်တွေထဲမှာဒေသခံရေလုံငန်းတွေကိုဒေသန္တရအမိန့်ထုတ်ပြီးတော့ငါးဖန်ခွင့်တွေကိုတားမြစ်ထားတယ်လို့ဒေသခံတွေကပြောပါတယ်။ လွန်ခဲ့တဲ့စက်တင်ဘာလ၁ရက်နေ့ကလည်းကြောက်ဖြူမြို့နယ်စစ်တောရွာအောက်ဘက်မှာပိုက်ချနေတဲ့ကြောက်ဖြူမြို့တစ်ပုတ်တောင်တိုက်နယ်ကြံချိုင်ကျေးရွာကဦးမွေထွန်း32နဲ့ဦးမောင်ခင်တန်း42နှစ်တို့နှစ်ဦးနဲ့ကြောက်ဖြူငလဘွေရက်ကွက်ကကိုစောလာမောင်22နှစ်တို့ကိုစစ်ကောင်စီကဖမ်းဆီးသွားခဲ့ကြောင်းတရေရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းစေတုပ္ပရာမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီအတွက်သကောင်စီရင်ကောက်ယူရန်ကူညီပေးနေတဲ့နန်ကျူရွာအုပ်ချုပ်ရေးမှုမုံတိုင်းကိုပြစ်ခတ်တိုက်ခိုက်ရာတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။ အော်တိုဘာလာ၁ရက်နေ့ည9:55မိနစ်ခန့်မှာစေတုဒ္ဒရာမြို့နယ်နန်းကျူရွာပြူစောတိခေါင်းဆောင်အုတ်ချုပ်ရဲမှုမုံတိုင်းကိုစေတုဒ္ဒရာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကဝင်ရောက်ဖမ်းဆီးပြီးတော့အကြမ်းဖက်စစ်တပ်နဲ့စစ်ကောင်စီနဲ့ပတ်သက်တဲ့အချက်အလက်မှတ်တမ်းများကိုတိမ့်ဆိတ်နိုင်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးတွားရောက်ဖမ်းဆီးတဲ့အချိန်မှာနန်းကျူရွာနဲ့3ကီလိုမီတာခန့်မှာရှိတဲ့နန်းကျူရွာပြူစောတိအဖွဲ့ကတပ်နံများနဲ့လိုက်လံပစ်ခတ်တိုက်ခိုက်ရာပြူစောတိခေါင်းဆောင်အုတ်ချုပ်ရဲမှုမုံတိုင်းကိုကယ်ထုတ်ရန်ကြိုးပမ်းခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးတနက်တန်များကြားတဲ့အခါမှာ ူစောတီခေါင်းဆောင်မုံတိုင်းဟာတော်လိုင်းတပ်ဖွဲ့များရဲ့တနက်ကိုလူယူခဲ့တဲ့အတွက်ကြောင့်ပြစ်ခတ်ခဲ့ရမှာတိတ်ဆုံးခဲ့တယ်လို့သိရပါဗျ။တိတ်ဆုံးသွားတဲ့နန်ကျူရွာအုပ်ချုပ်ရေးမှုမုံတိုင်းဟာ ကျေးရွာတိုက်နယ်မှာပါဝင်တဲ့ကျေးရွာအုပ်ချုပ်ရေးမှူးများကိုသကောင်စင်းကောက်ရံကိစ္စနဲ့ပတ်သက်ပြီးတော့အော်တိုဘားလ၂ရက်နေမှာအစည်းအဝေးဆင့်ခေါ်ခဲ့တယ်လို့သိရပါဗျ။စေတုဒ္ဓရာမြို့နယ်အတွင်းအချက်မဲ့စစ်တပ်နဲ့ပူးပေါင်းပြီးတော့ပြူစောတိအဖွဲ့ဖွဲ့စည်းခြင်းသကောင်စင်းရဲကောက်ချင်းများအတွက်ပူးပေါင်းပါဝင်ခြင်း၊ကုညီပံ့ပိုးခြင်းများကိုမပြုလုပ်ကြရန်နဲ့ပူးပေါင်းခြင်း၊ပံ့ပိုးကူညီခြင်း၊ပါဝင်ပတ်သက်ခြင်းများကိုလှုံ့ဆော်ပါကစေတုဒ္ဓရာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြင်းပြင်းထန်ထန်အပြစ်ပေးအရေးယူသွားမယ်လို့အတိပေးထားကြောင်းတရင်အပ်ရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ဖားပေါ်မူထရော့ခရိုင်မှာစက်တမလာအတွင်းတိုက်ပွဲပေါင်း144ကြိမ်ဖြစ်ပွားပြီးတော့အကြမ်းဖက်စစ်ကောင်စီဘက်ကတရင်မုတ်တအူတက်ခွဲမှု2ဦးအပါအဝင်စစ်သား48ဦးတေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တမလာတရက်နေ့ကနေ30ရက်နေ့အထိဖားပေါ်မူထရော့ခရိုင်အတွင်းမှာ KNL အမှတ်5တပ်မဟာနဲ့အတူပူးပေါင်းတပ်ဖွဲ့များက အကြံဖတ်စစ်ကောင်စီကိုတိုက်ခိုက်ခဲ့ရာတိုက်ပွဲပေါင်း144ကြိမ်ဖြစ်ပွားခဲ့ရာအကြံဖတ်စစ်ရှုံးကောင်စီဘက်က48ဦးသေဆုံးပြီး50တအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးတိုက်ပွဲများအတွင်မှာသေဆုံးသူများတဲ့မှာအကြံဖတ်စစ်တပ်ဘက်ကတပ်ရင်းကတပ်ရင်းမှုတအုပ်တပ်ခွဲမှု2ဦးနဲ့ဒုတပ်ခွဲမှုတအုပ်တို့ပါဝင်ပြီးတော့ဒဏ်ရာရရှိတဲ့လူတွေထဲမှာတပ်ရင်းမှုတအုပ်ပါဝင်တယ်လို့သိရပါတယ်။စက်တမာလအတွင်မှာအကြံဖတ်စစ်ရှုံးကောင်စီက ဖားပေါ်မူထရောခရိုင်အတွင်းမှာရှိတဲ့ပြည်သူလူထုနေထိုင်ရာကျေးရွာများလုပ်ငန်းခွင်များအတွင်းကိုရည်ရွယ်ချက်ရှိရှိနဲ့လက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့ရာလက်နက်ကြီးအလုံးရေ66လုံးရှိပြီးတော့အပြစ်မဲ့ပြည်သူတအုပ်သိမ်းဆုံးက9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးကရက်ွက်တွေမှာအဲဆင်းကိုအကြောင်းပြပြီးတော့အမျိုးသားတချို့ကိုဖမ်းဆီးကစစ်တပ်ထဲကိုအတင်းဝင်ခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စက်တမ်ဘာလဇန်းကနေပြီးတော့တတိယပတ်အတွင်းမှာပြည်ကြီးတကွန်အမရဘူရနဲ့ပသိမ်ကြီးမြို့နယ်တွေကရက်ွက်တွေကျေးရွာတွေမှာညအချိန်အစင်းစစ်ဆေးတာတွေရှိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီစစ်ဆေးမှုတွေမှာပြည်ကြီးတကွန်မြို့နယ်နဲ့ပသိမ်ကြီးမြို့နယ်တို့ကအမျိုးသားနှစ်ဦးကိုဖမ်းဆီးသွားပြီးတော့မန္တလေးတောင်ကြီးကတက်စီကိုပို့လိုက်တယ်လို့ဖမ်းချရတဲ့သူတွေရဲ့မိသားစုဝင်တွေစီကပြန်လည်သိရှိရပါဗျ။ဖမ်းကြည့်ခါရတဲ့သူနှစ်ဦးဟာလူငယ်တွေဖြစ်ပါတယ်တအူးကအသက်20အောက်အရွယ်ဖြစ်ပြီးတော့ကျန်တဲ့တအူးကတော့အသက်25နှစ်ဝန်းကျင်ရှိပါပြီ ဖမ်းခံရပြီးတဲ့နောက်မှာကျမ်းမာရေးစစ်ဆေးခံရပြီးလက်ရှိမှာတော့ဆေးရဲ့ရလက်ကိုစောင့်ဆိုင်းနေပါတယ်လို့စုံစမ်းသိရှိရပါတယ်။မန္တလေးမှာစစ်ကောင်စီရဲ့ရကြေးအုပ်ချုပ်ရေးအဖွဲ့ကအစင်းစစ်ဆေးရမှာစစ်တပ်လက်ဝေကံပြည်သူစစ်တွေကလက်နက်ကင်ပြီးတော့လုံခြုံရေးယူပေးထားတယ်လို့မြို့ကန်နေစီကသိရှိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ